အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်မမာလာနေတဲ့ရခိုင်တွေရခိုင်ပြည်နယ်ကိုထွက်ခွာသွားပေးဖို့မပူးတူးတောင်းဆိုလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မင်္ဂလာပါမျိုးတို့ရေကျမမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ28ရက်နေ့ဖြစ်ပါတယ်နေ့နေရာကျုံကိုလိုနီလက်အောက်ကနေအဖရခိုင်ပြည်လွမြောက်ဖို့အတွက်စစ်မှုထမ်းဥပဒေထုတ်ပြန်ရခြင်းဖြစ်ပါတယ်လို့ခိုင်ဒုက္ခကပြောပါတယ်နော်နာမည်ကတော့ခိုင်သူကတကယ်တမ်းတော့ရခိုင်ပြည်သူတွေကိုဒုက္ခပေးနေတဲ့အတွက်ခိုင်ဒုက္ခလို့နာမည်ပေးရခြင်းဖြစ်တယ် နော်သူကအဝေးမှာရှိနေတဲ့နော်ပြီးမမှာရှိနေတဲ့ရခိုင်နေအကုန်လုံးနဲ့ပဲသူတို့ရခိုင်ပြည်လွတ်မြောက်ဖို့အဖရခိုင်တော်တူထောင်ဖို့ရခိုင်ပြည်ကိုပြန်ပြီးစစ်မှုထမ်းရမယ်။လက်ရှိရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးလည်းရခိုင်ပြည်ရဲ့အပြင်ဘက်ကိုထွက်ခွာမရှိဘဲနဲ့ရခိုင်ပြည်ထဲမှာအကျဉ်းချပြီးစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထုတ်ပြကြပါတော့။ဒီနေရာမှာလေအရင်နေနေခတ်ချိုးချိုးနေတဲ့ရခိုင်နေနော်ခင်ဗျားတို့အေအေကခေါ်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကိုပြန်ခေါ်ကြပါ။ကျမတို့ပြီးမတဲ့မှာ ကိုရခိုင်နဲ့ကရခိုင်နေရွှေပြောင်းနေထိုင်ကြတဲ့လူတွေရှိတယ်။ပြည်မမှာရွှေပြောင်းနေထိုင်ပြီးတော့အလုတ်ကန်စီးပွားရေးတွေအဆင်ပြေပြီးကြီးပွားချမ်းသာနေတဲ့လူတွေလည်းရှိတယ်။လက်ရှိမှာ AA ကနေပြီးတော့နိုင်ငံတော်ကိုပုံကန်တဲ့အတွက်ကျွန်တော်တို့ပြည်မှာလာကြည့်ပါရခိုင်ကြီးပဲ။ရန်ကုန်မှာလာကြည့်ပါရခိုင်နေအများဆုံးရှိတယ်။နော်အများဆုံးကျွန်တော်တို့ပြည်မတွေကိုပြေးလာကြတယ်။အဲ့ဒီမှာ ပြီးမှမှနေတယ်ကျမတို့ပြီးမှမှကောင်းရောင်းကောင်းဝယ်လောက်ကင်စားတော့ပြီးတော့ပြီးမှမှအေးအေးချမ်းချမ်းနေလို့ရပါလျက်နဲ့နေတော့ကျမတို့ဗမာပြည်အများဆုံးရှိတယ်ပြီးမှမှလာနေတယ်စီးပွားရေးလောက်ကင်စားတော့ပြီးတော့တဖက်လက်နဲ့အေးအေးကိုလူအားငွေအားနဲ့ထောက်ပံ့နေနဲ့အရေးနေနေခချိုးချိုးတွေရှိရင်အကုန်လုံးပြန်ခေါ်ကြပါပြန်သွားကြပါပြန်သွားကြပါနော်ဆိုတော့အေးအေးနဲ့စဉ်းစားကြရမယ့်တစ်ချက်ရှိတယ် ီးပါးမှာရှိနေတဲ့ကျမတို့နော်ရခိုင်ပြည်အပြည်ပါနော်၆တိုင်းနယ်ပြည်နယ်တွေမှာရွှေပြောင်းနေထိုင်နေတဲ့ရခိုင်တွေကစီးပွားရေးရအခြေချရှိတဲ့လူတွေကဘယ်သူမှရခိုင်ပြည်ကိုမပြန်ကြတော့တော်တော်များများကတခြားတိုင်းနယ်ပြည်နယ်တွေမှာအခြေချနေကြတယ်။ဒါဆိုရင်ထွက်ခွာသွားတဲ့ရခိုင်တွေကလည်းပဲပြီးသူတို့ရခိုင်ပြည်ကိုမပြန်တော့ဘူး။ရခိုင်ပြည်ထဲမှာရှိနေတဲ့ရခိုင်တွေကလည်းအခုတိုက်ပွဲကြောင့်တိတ်ရမယ်ဆိုရင်ရခိုင်ပြည်ရဲ့အနာဂတ် တပြီလုံးအတိုင်းတာဖြင့်ထိုးစစ်များဆင်နွှဲကြရမည်အခြေအနေကြောင့်တိုက်ပွဲအရှိန်ဟုန်မြင့်လာမည်ဟုဥမင်းကိုနိုင်ပြောဆိုအကြံဖတ်စစ်ကောင်စီကိုတပြီလုံးအတိုင်းတာဖြင့်ထိုးစစ်များဆင်နွှဲကြရမည်အခြေအနေကြောင့်တိုက်ပွဲအရှိန်ဟုန်မြင့်လာမည်ဟုဥမင်းကိုနိုင်က ပြောဆိုလိုက်ပြီးအဆိုပါပြောကြားချက်သည်ယမန်နေ့မေလ28ရက်နေ့ကမြန်မာနိုင်ငံတွင်ဘေးကင်းသောကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောစေယုံများတည်ဆောက်နိုင်ရန်ပါဝင်ကူညီလှူဒါန်းကြဖို့ဖိတ်ခေါ်မှုတွင်ဥမင်းကိုနိုင်ကပြောဆိုခဲ့ခြင်းဖြစ်သည် ျွန်တော်တို့တပြည်လုံးအတိုင်းအတာအနေနဲ့ထိုးစစ်တွေဆင်နွှဲကြမဲ့အခြေအနေမျိုးမှာဒီတိုက်ပွဲရဲ့အရှိန်ဟုန်မြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအားလုံးတိကျမှာပါဖက်စစ်တပ်ကဖက်စစ်အပြုမူအတိုင်းရိုင်းရိုင်းဆိုင်ဆိုင်စေးရုံတွေစေကန်းတွေစာတင်ကြောင်းတွေအရက်ဖက်ပြစ်မှတ်တွေကိုတဲတဲမဲမဲလေကြောင်းနဲ့တိုက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေပါဝင်ကီဒလူဒုကအဲကျမ်းမာရဲ့အပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုတွေ့ကြုံခဲ့ရတာပေါ့ ဒါကအများကြီးပဲကြုံခဲ့ရတာပေါ့စေကူပေမဲ့နေရာရောက်တဲ့ကြတဲ့အခါမှာအခက်ခဲတွေဖြစ်ရင်ကြံ့ကြခဲ့ရရင်မဖြစ်တဲ့နာရီမဖြစ်တာမဆုံးရှုံးတဲ့နာရီဆုံးရှုံးခဲ့ရပါတယ်ဟုဦးမင်းကိုနိုင်ကပြောဆိုသည် လက်ရှိချိန်မြေပြင်တွင်လည်းတော်လန်ရေးရဲဘော်တို့ဆေးကုသရန်အချိန်မီရောက်ရှိလာခြင်းမရှိသောကြောင့်ရွေးကြားဆေးကန်းများလိုအပ်နေပြီးစိတ်ချလုံခြုံသောဆေးကန်းနှင့်ဆေးရုံမျိုးဖြစ်ရန်လိုအပ်ကြောင်းဗန္ဒာရေးလိုအပ်ချက်များရှိနေ၍ပြည်သူများကူရန်လိုအပ်နေပြီးမြေပြင်တွင်ဆေးကုသပေးနိုင်သည့်လူသားအရင်းမြင့်များစွာရှိနေကြောင်းသိရသည်ရခိုင်ပြည်မှာရှိတဲ့ရခိုင်လူထုရဲ့မျိုးဆက်ခင်ဗျားတို့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်နော်ဒီလောက်ကိုတော့ ဒီတော့ပဲအချင်းချင်းပြောချင်တယ်ဘာလို့လဲဆိုတော့ရခိုင်ကြောင်ပြောလို့ရှိရင်အမြဲတမ်းကျွန်မအကောင့်အခုဆိုလို့ရှိရင်လည်းမအကောင့်ဝိုင်းနေဖြစ်နေနောက်ဆုံးဒါကနောက်ဆုံးအစဉ်သတိပေးတာဖြစ်နေပြီနောက်ဆိုတော့ကျွန်မဒီနေ့တင်တော်သုံးချင်းကနောက်ဆုံးသုံးချင်းဖြစ်တယ်ကျွန်မဒီအကောင့်ကိုနားထားပြီးတော့ကျွန်မနောက်ဆိုရင်သတင်းတွေကို YouTube ကတင်ပါမယ် YouTube မှာဆိုလို့ရှိရင်ကျွန်မတက်တော်ကောင်ကိုလက်ရှိတက်တော်ကောင်ဝင်ကြည့်အဲ့မှာ YouTube link ကိုချပေးထားတယ်မဟာ base တဲ့ YouTube link ရှိအဲ့ဒီ YouTube ကပဲကျွန်မသတင်းတွေတင်ပါတော့မယ်ဆိုတော့ဒီနေ့ YouTube မှာအာ sorry တင်တော်မှာသတင်းပေါ်တာနောက်ဆုံးဖြစ်ပါတယ်နော်တက်လက်စာထဲမှာ မတို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတမန်နဲ့တင်းနှင်းနိုင်တန်ဝင်ကြီးချုပ်တို့တွေ့ဆုံပြီးတော့ဒဝဲထူးစည်းပွားရေးဆောင်အတွက်တွေ့ဆုံဆွေးနွေးကြတာရှိပါတယ်။တော့ဒဝဲစီမံကိန်းငါးခန်းရေးမှာကတက်ဆိုင်နေဆိုတာမရှိဘူးဗျ။တိုက်တိုက်ဆိုင်ဆိုင်ပဲကျမတို့လက်ရှိမြန်မာနိုင်ငံမှာအိန္ဒိယတမန်နဲ့ အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီးတော့တဝယ်ထူးစည်းပါရေးဆောင်ကိစ္စကိုဆွေးနွေးတိုင်ပင်နေကြတဲ့ချိန်မှာထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ရှင်လက်ကိုထိုင်းတရားရုံးကနေပြီးတော့နော်သူတောင်ဝင်ထမ်းဆောင်တဲ့ကာလတော့ကဝန်ကြီးချုပ်ဖြစ်စဉ်ကာလတော့ကဒီစပါးချင်းဝင်ပြဿနာနဲ့ပတ်သက်လို့ထိုင်းအစိုးရတို့ထိုင်းနိုင်ငံရဲ့ထိခိုက်နေလာတဲ့အတွက်ဆိုပြီးတော့ ထိုင်းဘက်ငွေ10မီလီယံရန်ငွေပေးဆောင်ဖို့အမိန့်ချမှတ်တယ်။နိုင်ငံရေးဆိုတာကတိုက်ဆိုင်နေဆိုတာမရှိပါဘူး။နော်။ဒီပထမဆုံးကျမတို့ဒီဒဝယ်ရင်နဲ့စီမံကိန်းပေါ့နော်။လက်ရှိဒဝယ်ထူးစီဝိုင်းစုံထဲမှာပါရဒဝယ်ရင်နဲ့စီမံကိန်းကပထမဆုံးကျမတို့ထိုင်းနဲ့မြန်မာနှစ်နိုင်ငံအကြားမှာအဲကျမတို့ပထမဆုံးထုတ်ဆိုကြရဲဆောင်ရွက်ကြရဲအဲပြီးလို့ရှိရင်ဒီစီမံကိန်းအောင်မြင်လို့ရှိရင်ထိုင်းနဲ့မြန်မာနဲ့ကြာမှာเนาะယထာလန်ကာလန်ရှစ်လန်သွားဖောက်လို့မယ်ဒီကနေတစင်ကျမတို့နှစ်နိုင်ငံအကျိုးတူစီးပွားရေးလှုပ်ဆောင်ဖို့ စီမံထားတာပေါ့နော်ဒီတဝဲထူးစီပွားရေးဇုံလက်ရှိတဝဲထူးစီပွားရေးစီမံကိန်းဒီ260စီမံကိန်းဖြစ်တယ်အဲ့ဒီတဝဲအထူးစီပွားရေးဇုံမှာရှိတဲ့တဝဲရင်းနဲ့စိတ်ကန်းအကောင့်ထဲပုံအောင်မြင်လို့ရှိရင်ဒီမှာတပြိုင်နဲ့တည်းဒီစိတ်ကန်းမှာကုန်တင်တက်မော်25စီကန်းကန်းနိုင်မယ်ဒီတော့ကျမတို့ကအဲ့ဒီကနေပြီးအခွန်ငွေတွေမြောက်များစွာရရှိမယ်ဆိုတော့ ထိုင်းနဲ့မြန်မာနဲ့ကအဲ့ဒီလိုအဆင်ပြေသွားလို့ရှိရင်လက်ရှိမှာစင်ကာပူနိုင်ငံနဲ့ထိုင်းဝမ်နိုင်ငံကရရှိနေတဲ့ဝင်ငွေရဲ့25ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိကျမတို့မြန်မာနိုင်ငံကရမယ်။ဆိုတော့ကသူတို့ထမင်းအိုးကိုရိုက်ခွဲခံရမှာဆိုတဲ့အတွက်ကျမတို့ထမင်းအိုးကိုရိုက်ခွဲတယ်နိုင်ငံရေးရာကြုံပြုတယ်ထိုင်းမှာနိုင်ငံရေးကြုံပြုခံရတဲ့အတွက်နိုင်ငံရေးကမောက်ကမဖြစ်ပြီးတော့ ဂျင်းလက်ဆိုတာပြုတ်ကြသွားတယ်ဒီစီမံကိန်းရလည်းရဆိုင်သွားတယ်နော်တဝယ်ရင်းနဲ့စီမံကိန်းရဆိုင်ရတယ်ပလဲအတွက်စီမံကိန်းရဆိုင်လိုက်ရတယ်အဲ့ဒီတော့ဒီခုကျမတို့ကရုရှားနဲ့အိန္ဒိယနှစ်နိုင်ငံပေါ့နော်နှစ်နိုင်ငံနဲ့ဒီတဝယ်ရင်းနဲ့စီမံကိန်းကိုပြန်ပြီးတော့ကောက်တဲဖော်နေရခြင်းဖြစ်တယ်ဒီတဝယ်ရင်းနဲ့စီမံကိန်းတဝယ်အထူးစည်းဝါးရေးဆောင်မှာကျမရင်းကလည်းပြောပြပါတယ်နော်အခုလည်းထပ်ပြောပါတယ်အာဆက်မှုဆောင်ခွန်းနဲ့ဆောင်ရှိမယ်အဲ့ဒီတော့ပြည်တွင်းပြည်ပမှာလည်းပဲရင်းနှီးမြှုပ်နှံမှုတွေလာမယ်အလုပ်ကံခွင့်လန်းနေတဲ့ပိုးပြီးများလာမယ်အဲဆိုတဲ့အတွက်လက်ရှိမှာအိန္ဒိယနဲ့လက်ရှိနာဇာကအစိုးရရဲ့ခြားထဲမှာဗတ်သက်ရှုဒုက္ခ ွဲမှုလေးတွေတချို့ကျမနဲ့အမြဲဒီနိုင်ငံရေးဆွေးနွေးနေတဲ့အန်ဒီတယောက်ရှိတယ်။သူဆိုလို့ရှိရင်အဲလက်ရှိအိန္ဒိယကနေပြီးတော့ AA နဲ့ဓာတ်ရိုက်တွဲဆုံပြီးတော့ပေါ့နော် AA ကိုဟို state actor model နဲ့ state actor အနေနဲ့တွဲဆုံဆွေးနွေးမှာကိုစိုးရိမ်ပြပန်းတာရှိတယ်ပေါ့။ဒါပေမဲ့အာအိန္ဒိယဒီအမေအစင်ထောင်တော့သူတို့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုအရှိရှိတယ်လို့ကျမတို့မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုအရှိရှိတဲ့အတွက်စိတ်အထောင်မိုးတဲ့တခြားသောလူတွေနဲ့တွဲဆုံဆွေးနွေးမှာမဟုတ်ဘူးဆိုတာကိုအဓိကပြောပြခြင်းတဲ့အတွက်လက်ရှိမှာအိန္ဒိယတန်မတ်နေ ဲ့เนาะကျမတို့တင်းနိုင်တဲ့ဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးတော့တဝယ်ထူးစီပွားရေးဆောင်စီမံကိန်းအတွက်တွေ့ဆုံဆွေးနွေးနေကြတာရှိပါတယ်ဆိုတာကိုဝင်ဖတ်ပြီးစဖြစ်ပါတယ်နောက်တစ်ခုကတော့ငလင်းအကြောင်းပြောကြပြသခဲ့တယ်မန္တလေးစကိုင်းပီလာပေါ့เนาะအဲ့ဒီကမှမနေ့ကမျိုးသမီးချုပ်လောင်၃ခုနဲ့ရွှေပိတ်တာချင်းတပိတ်တာခွဲရွှေပိတ်တာချင်းတပိတ်တာ90ရေငွေသားပိတ်1000ကျော်ဒီကူညီကိုယ်စားရေးလုပ်နေတဲ့မိသက်တက်ခွဲတွေကရရှိခဲ့တယ်เนาะဆိုတော့ဒီနေရာမှာ နော်လူသားချင်းစာနာမှုနှလုံးသားတွေနဲ့ကုညီကယ်ဆယ်ရေးလုပ်ပြီးတော့အကျင့်စာရေးတိုင်းအင်ပဒံမှကောင်းမွန်ရွှေပိဒါချင်းတပိဒါ90ဆိုတာများတိုက်ကိုများပြီးတော့လူတိုင်းမမောစရာပမာဏကြီးပေါ့နော်ငွေသားကလည်းတိတ်ထောင်ကျော်ရှိရဲ့ဒီဥစ္စာတွေကိုအကုန်လုံးနော်အဲဒီ လောဘဒေါသလူတိုင်းမှာလောဘဒေါသရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကိုကိုကြီးသိခါနဲ့ထိန်းချောင်းနိုင်တဲ့ဒီမိသက်တစ်ခွဲ့ဝင်တဲ့အကုံလုံးကိုသူတို့ရဲ့ကျင်စာရိတာတွေကောင်းမွန်မှုအတွက်စိတ်တက်တွေမုံမြမှုအတွက်ကျွန်မအင်မတန်မှလေးစားဂုဏ်ယူမိကြောင်ပြောလိုပါတယ်နော်ဒီနေရာမှာကျွန်မကျွန်မကိုကိုကျွန်မဥပမာပေးမယ်နော်အကျွန်မဒီလွန်ခဲ့တဲ့10နှစ်လောက်ကပေါ့နော်လွန်ခဲ့တဲ့10နှစ်ဆိုကျွန်မအသက်16နှစ်လောက်က16 19ပေါ့အဲ့ဒီအချိန်တုန်းက အခုလိုလာကုန်ရဲ့ကြည်ပေါ့နော်အခုလိုလာကုန်ဒီနေ့28ရက်28ဆိုရင်အပဲပြုတ်ချက်တော့29ချမောင်းနဲ့မြေ28ပေါ့နော်အဲ့လို28ရက်ဆိုတော့လာကုန်ရဲ့ဆိုငွေကြေးအင်မတန်ကျက်တယ်ကျက်တယ်တဲ့ခါကျတော့ကျွန်မတနင်္ဂနွေနေ့ပိတ်ရက်ဆက်ယုံပိတ်ရက်လေးကျွန်မဈေးသွားတော့ကျွန်မလက်ထက်မှာငွေ1000ပဲပါတယ်ဆိုတော့အော်ဒီ1000နဲ့ငါဒီတပတ်စာဟင်းစားဘယ်လိုဝယ်ရမလဲပေါ့နော်ကျွန်မစိတ်ဆင်းနေရဲ့ပြီးစိတ်တည်ညစ်နေတဲ့အချိန်မှာလမ်းလျှောက်ရင်းနဲ့ကျွန်မတွေးမိတာ အော်ဒီချိန်မှာငါငွေလေးတပေါင်းလဲနောက်ထပ်တပေါင်းနဲ့တွေ့ရတော့ကောက်ရရင်ကောင်းပါပဲကျမရဲ့အတွေ့เนาะစိတ်ရဲ့ထွက်ပေါက်ဒီအကျက်တဲကနေစိတ်ရဲ့ထွက်ပေါက်နောက်တစ်ခုကျမရဲ့လောဘအဲ့ဒီမှာစိတ်ကအလိုတွေးလိုက်ထိုင်တယ်ပဲမျက်လုံးကတပြိုင်တည်းကျမလမ်းမှာဟိုကြည့်တကြည့်လိုက်ရှာတယောက်ယောက်များတယောက်ယောက်ကများပတ်စံတပေါင်းနဲ့တွေ့ရများကြာကြံခဲ့မလားဆိုပြီးကျမမျက်လုံးကနေအဲ့လိုတောင်းကြည့်မြောက်ကျင်နေလိုက်လျှောက်ပြီးတော့ရှာပြီးတော့ကျမကိုဈေးသွားနေအဲ့ဒီမှာကျမအတိဆက်ချင်းဝင်လာတယ်ဩ ဒီတထောင်းနဲ့ကြပြောက်တဲ့လူကလက်အိတ်ထဲမှာတသိန်းပါလို့တထောင်းလောက်ကြပြောက်တာကိစ္စမရှိပေမဲ့ငါလိုပဲငွေလေးတထောင်းကိုလက်ထဲကင်ပြီးဇေလင်းလာတဲ့လူသာဆိုရင်သူ့ရဲ့တထောင်းသောဒီပတ်စံလေးကြပြောက်လို့ရှိရင် तू ဘလောက်များ तू ဘလို့များ ခံစားရမလဲဆိုတဲ့အတွေးကိုကျွန်တော်ဝင်လိုက်ချက်စင်းအကုကုကိုပြန်ပြီးထိန်းချောက်လိုက်တာဟာငါကိုရင်းစားတဲ့အတွက်ခေါင်းမပါလားဒီလိုတွေးနေတာငါသူများပတ်စံကိုဒီလိုအချောင်လိုခြင်းနဲ့စိတ်တက်ကငါစိတ်တက်ကတော်တော်နေကြပါလားဆိုပြီးကျွန်တော်ကိုကုကုပြန်ပြီးရှက်မိရှက်မိပြီးကျွန်တော်စိတ်တက်ကိုကျွန်တော်ချက်ချင်းပြုတ်ပြင်းနိုင်လိုက်တယ်ပြောချင်တာက ငွေလေးတထောင်အောင်မှလူတွေမှာလောပါရှိဒါပေမဲ့အခုငွေသိန်းပေါင်းတထောင်နဲ့ရွှေပိတ်တဲ့ချိန်တပိတ်တာ90ရင်းတွေ့တာ ਉਹ တော့မှာပဲเนาะတကယ်ဝအကျင့်စာရိတ္တတွေကောင်းမွန်စွာနဲ့ပြန်ပြီးအနှံခဲ့တဲ့အတွက်ဒီမိသားတော်ဖွဲ့ဝင်အကုန်လုံးကိုလေးစားပါရယ်ဒီနေရာကနေအလေးပြုပါရယ်ကျမတို့နိုင်ငံမှာအဲ့ဒီလိုမျိုးအကျင့်စာရိတ္တကောင်းမွန်တဲ့ရင်တွင်းသယံဇာတ်တွေမွေးမြူဖို့လိုအပ်ပါရယ်ကျမတို့မြန်မာနိုင်ငံမှာမြေပေါ်မြောက်သယံဇာတ်တွေအများတယ်သို့တော့ ရှင်တွင်ပယံစာဒတွေခေါင်းပါနေတဲ့အတွက်နော်ကျမတို့ကြည်သူကိုယူသေးရမယ်ရွယ်သူကိုလေးစားရမယ်ငယ်သူကိုသနာရမယ်လဲနေသူကိုထူပေးရမယ်အငယ်သူကိုအားပေးရမယ်ဆိုရဲကိုချင်းစာတဲ့နှလုံးသားတွေကျမတို့ရှင်ထဲမှာရှင်တွင်ပယံစာဒတွေရှားပါနေတဲ့အတွက်ကျမတို့ပြည်သူတွေကျမတို့နိုင်ငံသူနိုင်ငံသားတွေအကြောင်းမှာအမုန်းတရားတွေကြီးထွားပြီးပြည်တွင်းစစ်ကြီးကြံ့လာနေခြင်းဖြစ်တယ်ဆိုတော့ကျမတို့နိုင်ငံမှာနေပေါ်မြောက်ပယံစာဒတွေမြောက်များစွာရှိသလိုပဲကျမတို့ပြည်သူတွေတူးတောက်ချင်းစီရဲ့ရှင်ထဲမှာလည်းရှင်တွင်ပယံစာဒတွေ ရှိဖို့လိုပါတယ်ရစ်တွင်းတယံဇာတာတွေဝေးမြူကြဖို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်နောက်တစ်ခုအနေနဲ့ကလူတွေလူတွေတော်တော်တရားကြားဖို့ကောင်းတယ်ကျွန်မပုံလေးတပုံပြနော်ကျမလေးဒီပုံလေးကိုလိုင်းပေါ်တင်ဖို့တော်တော်ကြီးစဉ်းစားရတယ်။ဟောဒီပုံလေးကျမရင်တော့ဆိုလိုင်းပေါ်တီချင်တာ။ဒါပေမဲ့အော်ငါရဲ့ဝတ်စားစီရင်မှုက နော်ငါနိုင်ငံရေးလုပ်နေတဲ့ငါအမျိုးသားရေးလုပ်နေတဲ့အဲ့ဒီတွေငါရဲ့ပုံရိပ်ကိုများထိခိုက်စေသမလားငါ့ကိုကြည့်နေတဲ့လူတွေရဲ့အမြင်မှာရောအမြင်ရိုက်သွားမလားဆိုပြီးဒီပုံလေးတစ်ခုတင်ဖို့ကျွန်မတော်တော်လေးစဉ်းစားယူပြီးကျွန်မမတင်ပြစ်ခဲ့ဘူး เนาะနေရာမှာလေသူ့နေရာနဲ့သူရှိတာပေါ့เนาะဥမာကျမတို့ဘုရားအကြောင်းကံသွားတဲ့အခါမှာကျမလုံချီနဲ့ချိတ်ထမင်းနဲ့ရင်မိုးအကြီးနဲ့သွားတယ်။ဒါမှကျမကန်းချီသွားမယ်ပန်းဖြေသွားတဲ့အခါကျကန်းချီမှာလုံချီချိတ်ထမင်းရင်မိုးအကြီးနဲ့အဆင်မပြေတော့သူ့နေရာနဲ့သူဝေ့ရတာပေါ့เนาะဆိုတော့ဒီပုံလေးကျမလိုင်းမတင်ဖို့တော့မှာကျမတော်တော်ကြီးကိုစိတ်ကိုချီတုံချတုံဖြည့်ပြီးကျမမတင်ခဲ့ဘူး။ဒါပေမဲ့ ဒါက account တွကနေပြီးတော့เนาะဒီ account တွကနေပြီးတော့ကျမရဲ့ပုံကို AI အနေနဲ့လုပ်ပြီးတင်ထားတယ်။အဲ့ဒီ account နဲ့ဝင်ကြည့်တဲ့အခါမှာလေအာတရားဘိုးသုံးပုံတွေတရားချစ်တာတွေလွမ်းတာတွေကြိုက်တာတွေအဲ့လိုမျိုးတွေတင်ထားတာတွေ့ရလေကျမမြေုံနဲ့တင်အော်ကလီဆန်တယ်။เนาะဆိုတော့အတိပေးကျင်တာရှိပါတယ်เนาะကျမပြမယ်ဒီပုံတွေကကျမရဲ့ကိုယ်နာမည်ဖြတ်ဖို့အတွက် AI နဲ့လုပ်ထားတဲ့ပုံတွေ Photoshop လုပ်ထားတဲ့ပုံတွေဖြစ်တယ်။အဲ့ဒီလက်ရှိကျမခုပြနေတဲ့ account တွေလည်း account တွေဖြစ်ပါတယ်။